ားလုံးမင်္ဂလာပါဒါတော့ page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီ letter law မှာဒီ covid မျိုးစိတ်အသစ်ဒီပြန်ပွားနေတဲ့အတွက်ကြောင့်မို့လို့အရင်တုန်းက covid ကာကွယ်ဆေးထိုးထားမှုတဲ့သူတွေကအခုဒီ letter law မှာကာကွယ်ဆေးထပ်ပြီးတော့ထိုးဖို့အတွက်လိုအပ်လားမလိုအပ်ဘူးလားဆိုတော့မိကုန်းအပါအဝင်တခြားသောဒီ covid ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ဒီတော်တော်များသိရှင်နေကြတဲ့မိကုန်းတွေကိုဒီနေ့ဗီဒီယိုမှာဖြည့်ကြဖြည့်ကြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးမိကုန်းကဒီ covid ကာကွယ်ဆေးကိုတဲ့ ဒီ၅ချိန်ပေါ့เนาะအရင်တော့၅ချိန်တောင်ထိုးထားပူးတယ်အဲ့တော့အခုဒီနောက်ထပ်ထပ်ပြီးတော့ booster ထိုးဖို့လိုအပ်လာဆိုတဲ့မျိုးပုံဖြစ်ပါတယ်အဲ့တော့ covid ကကျွန်တော်တို့သိတဲ့အတိုင်းပဲမျိုးစိတ်တွေကအသစ်အသစ်တွေထပ်ပေါ်နေတယ်ဒီပေါ်နေတဲ့အလျောက်ကာကွယ်ဆေးတွေကလည်းကျွန်တော်တို့က update ဖြစ်ပြီးတော့ကာကွယ်ဆေးရဲ့ပုံစံတွေလည်းထပ်ပြောင်းပြီးတော့ထပ်ပေါ်နေရပေါ့အဲ့တော့အရင်တော့ကာကွယ်ဆေးတွေဘလောက်ပဲထိုးထားထိုးထားအခု let alone မှာဒီ covid ရဲ့မျိုးစိတ်အသစ် XEC လည်း let alone မှာကူးစက်မှုတွေများနေတာဖြစ်တဲ့အတွက် ဒီနောက်ထပ်ကာကွယ်ဆေးအစ်စ်ဖြစ်တဲ့ဒီ2024 2025 update ဖြစ်တဲ့ကာကွယ်ဆေးပေါ့ဒီကာကွယ်ဆေးတွေကိုအရင်တော့မထိုးထားရသေးဘူးဆိုရင်ကျွန်တော်ထပ်ပြီးတော့ထိုးသင့်ပါတယ်ဒါကြောင့်မလို့အရင်တော့ကာကွယ်ဆေးတွေထိုးထားဘူးတယ်ဘယ်နှချိန်မဲထိုးထားထိုးထားလက်တလုံးမှာကာကွယ်ဆေးကိုထပ်ပြီးတော့ထိုးဖို့လိုလားဆိုရင် လိုပါတယ်အဲ့တော့ကျွန်တော်ဒီ CDC ကပြဋ္ဌာန်းထားတဲ့ဒီ guideline ပေါ့နော်ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးတဲ့သူတွေ booster dose ကိုထပ်ပြီးတော့ထိုးဖို့လိုလားမလိုဘူးလားနောက် ဒီဘယ်လောက်ချားပြီးတော့ထိုးရမလဲဘယ်နှကြိမ်ထိုးရမလဲဆိုတဲ့အရာတွေကိုကျွန်တော်ဒီ CDC ကပြဋ္ဌာန်းထားတဲ့ guideline အရာဒီနေ့မှရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ COVID ကောက်ွယ်ဆေးကိုလက်တလော့ XEC ဖြစ်နေတယ်ဒီ2024 2025ကကောက်ွယ်ဆေးမထိုးရသေးတဲ့သူတွေကိုကျွန်တော်တို့ကဒီဘယ်နှကြိမ်ထိုးမလဲဘယ်လောက်ချားပြီးထိုးမလဲဆိုတာကိုသိဖို့အတွက်အရင်ဆုံးကျွန်တော်အကြံပြနှစ်ပိုင်းခွဲလိုက်မယ်အဲ့တော့ပထမတစ်ပိုင်းကကိုခံအားကျနေတဲ့သူတွေဒါဒုတိယတစ်ပိုင်းကတော့ကိုခံအားမကျတဲ့သူတွေပေါ့ တော့ကိုခန့်အားကြတဲ့သူတွေကကျွန်တော်ကောက်ွယ်ဆေးကိုဟို booster dose ကိုအခုလက်တလောမှာကျွန်တော် မထိုးရသေးဘူးဆိုရင်ဒီ booster dose ကိုကျွန်တော်တစ်ကြိမ်ထိုးရမယ်အဲ့တော့ထိုးပြီးလို့ရှင်ကျွန်တော်ကဒီ6လစောင့်မယ်6လချပြီးတော့ booster dose ကိုဒုတိယအကြိမ်ထပ်ထိုးမယ်အဲ့တော့ကျွန်တော်အခုပြောတဲ့ဒီ booster dose ဆိုတာက2024 2025 update ဖြစ်တဲ့ကောက်ွယ်ဆေးတွေပေါ့အဲ့တော့ပထမ booster dose ကိုတစ်ကြိမ်ထိုးမယ်ထိုးပြီးတော့6လချပြီးတော့ဒုတိယအကြိမ်ထပ်ထိုးမယ် တော့အကယ်၍ကိုကဒီ6လမှချခြင်းကိုစောစောထိုးခြင်းလဲဆိုရင်အနည်းဆုံးပထမအကြိမ်နဲ့ဒုတိယအကြိမ်ကြားထဲမှာအနည်းဆုံး2လချပြီးတော့ထိုးလို့ရတယ်အဲ့တော့အများဆုံး6လချပြီးထိုးလို့ရတယ်အနည်းဆုံး2လချပြီးထိုးလို့ရတယ်အဲ့ဒါဆိုပထမတစ်ကြိမ်ဒုတိယအကြိမ်ထိုးပြီးပြီဆိုရင်ဒုတိယအကြိမ်ထိုးပြီးတော့ကျွန်တော်2လကြာလို့ရှိရင်အဲ့ဒီလူနာကိုကျွန်တော်ပြန်ကြည့်ရတယ်ဒီလူနာကကိုခံရကြတဲ့လူနာဖြစ်တဲ့အတွက်ဒီသူ့ရဲ့အခြေအနေကောင်းလားမကောင်းလားကျွန်တော်ကြည့်ရတယ်သူ့ရဲ့ယောဂအခန့်ပေါ်မူတည်ပြီးတော့ ဟိုလိုအပ်တယ်ဆိုရင်ကျွန်တော်ထပ်ပြီးတော့တတိယအကြိမ် booster ထပ်ပြီးတော့ထိုးဖို့လိုပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ကဒီတတိယအကြိမ် booster ထိုးဖို့လိုလားမလိုလားဆိုတာကတော့ဒီ Luna တယောက်ချင်းစီပေါ်မူတည်ပြီးတော့ဆရာအောင်ကဆုံးဖြတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတော့ကျွန်တော်တို့ကဒါကျွန်တော်ကျွန်မတို့ကကိုခံအားကြနေလားမကြနေဘူးလားဆိုရင်ဘလို့ဆိုတာကိုဘလို့သိနိုင်မလဲဆိုရင်ကျွန်တော်ခုကိုခံအားကြတဲ့သူတွေပေါ့ဒီအခုလိုမျိုးကျွန်တော် booster ကိုအနည်းဆုံး2ကြိမ်လိုအပ်ရင်3ကြိမ်ထိုးရမယ့် ဒီသူတွေပေါ့နော်ကိုခံရကြတဲ့သူတွေကိုကျွန်တော်ဘယ်လိုမျိုးသတ်မှတ်လဲဆိုတော့ဒီသတ်မှတ်ထားတဲ့အချက်လေးရှိတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်အချက်လက်တွေကြံခဲ့မှာဆိုလို့ကြည့်ပြီးတော့ပြောပြပါမယ်အဲ့တော့ပထမတစ်ချက်ပေါ့နော်ဒီကိုခံအားကြတဲ့သူတွေကိုကျွန်တော်သတ်မှတ်ထားတဲ့ပထမတစ်ချက်ကဒီလက်တလောမှာကင်ဆာဆေးသွင်းနေရတဲ့သူတွေအဲ့တော့ကင်ဆာရောဂါဖြစ်ပြီးတော့ကင်ဆာဆေးခီမိုသွင်းနေရတဲ့သူတွေကိုကိုခံအားကြတဲ့သူတွေကိုကျွန်တော်လက်တလောမှာသတ်မှတ်တယ်လက်တလောသွင်းခီမိုဆေးလက်တလောသွင်းနေတဲ့သူတွေကိုကိုခံအားကြတဲ့သူတွေကိုကျွန်တော်သတ်မှတ်တယ်နောက်တစ်ခုကတော့ဒီ hematologic malignancy လို့ခေါ်တဲ့သွေးဆိုင်ရာကင်ဆာဖြစ်တဲ့သူတွေဒီမှာသွေးကင်ဆာတို့ပြန်ရည်ကျိတ်ကင်ဆာတို့စသဖြင့်ဒီလိုမျိုးသွေးနဲ့ပတ်သက်တဲ့ကင်ဆာဖြစ်နေတဲ့သူတွေပေါ့ဒီလိုလူတွေဆိုရင်လည်းကိုယ်ခံရကြတဲ့သူတွေမှာကျွန်တော်ထည့်တယ်။အော်နောက်တစ်ခုကတော့ကျွန်တော်ကဒီခန္ဓာကိုယ်အင်္ဂါအစိအပိုင်းအစားထိုးထားတဲ့သူတွေဒီအသည်အစားထိုးတာတို့ကြောက်ကဲအစားထိုးတာတို့နောက်တစ်ခုကဒီရိုးရင်းခြင်စီအစားထိုးတာတို့ဒီလိုမျိုးကိုယ်အင်္ဂါအစိအပိုင်း တခြားသူကြီးကအစားထိုးခံထားရတဲ့သူတွေပေါ့နော်ဒီလိုလူမျိုးတွေကိုလည်းကိုခံရကြတဲ့သူတွေကျွန်တော်တတ်မှတ်တယ်နောက်တော့ကျွန်တော် HIV ယောဂဖြစ်နေတဲ့သူတွေအဲ့တော့ HIV ယောဂဖြစ်နေတဲ့သူတွေမှာမှကျွန်တော်က HIV ယောဂါကိုတခြားမကုသဘူးယောဂါလည်းတော်တော်ပြင်းထန်နေတယ်။နောက် CD4 ကောင်းကလည်း200အောက်ကိုကျနေရဆိုရင်ဒါကိုခံရကြတဲ့သူတွေမှာကျွန်တော်ထည့်တယ်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ primary immunodeficiency disorder လို့ခေါ်တဲ့ဒီမူလကိုခံရကြယောဂါရှိတဲ့သူတွေပေါ့။အဲအဲ့ဒီသူတွေမှာမှာ အဆင့်30ရှိတယ်အဲ့ဒီအဆင့်30မှာ moderate နဲ့ severe ပေါ့အလယ်အလတ်နဲ့ပြင်းထန်ကိုခံရကြယောဂခံစားနေရတဲ့သူတွေကိုလည်းဒါကျွန်တော်တို့ကကိုခံရကြတဲ့သူတွေမှာထည့်တယ်နောက်တစ်ခုကတော့ကျွန်တော်ကိုခံရကြစေတဲ့ဆေးတွေသုံးဆွဲနေတဲ့သူတွေတော့လက်တလုံးမှာကိုခံရကြစေတဲ့ဆေးဝါးတွေသုံးဆွဲနေတဲ့သူတွေဥပမာဘယ်လိုဆေးမျိုးလဲဆိုတော့ကျွန်တော် microphenolate mofetil လိုမျိုးဆေးတွေနောက် rituximab လိုမျိုးဆေးတွေနောက်တစ်ခုကဒီ prednisolone လိုမျိုး steroid ဆေးတွေတော့ steroid ဆေးတွေကိုကျွန်တော်ကတနေ့မှာ ို20မီလီဂရမ်အထက်ကို14ရက်ကြော်တဲ့အထိသုံးဆွဲနေတဲ့သူတွေပေါ့တောက်ရတဲ့သူတွေဒီလိုလူတွေကိုလည်းကိုခံရကြတဲ့အထက်မှာကျွန်တော်တို့ထည့်တယ်နောက်တစ်ခုကဒီ spleen spleen လို့ခေါ်တဲ့ဘေးလုံးပေါ့နော်ကျွန်တော်တို့ဘိုင်ထဲမှာရှိတဲ့ဘေးလုံးလုပ်ငန်းမကောင်းတဲ့သူတွေအဒီလိုလူမျိုးတွေကိုလည်းကိုခံရကြတဲ့အထက်မှာထည့်တယ်အော်ဒါကတော့ကိုခံရကြတဲ့သူတွေကိုသတ်မှတ်ထားတဲ့ဥပမာတွေပေါ့နောက်တခြားသောအခြေအနေတွေလည်းရှိအောင်မယ်အဲ့တော့ဒီလိုမျိုးကိုခံရကြတဲ့သူတွေဆိုရင်ကိုဗစ်ကောက်ွယ်စီ2024 2025 ် update ဖြစ်တဲ့ကောက်ွယ်ဈေး booster ကိုကျွန်တော်6လချပြီးတော့2ကြိမ်ထိုးမယ်အဲ့တော့6လမချခြင်းအနည်းဆုံး2လချလို့ရတယ်အဲ့တော့ဒုတိယကြိမ်ထိုးပြီးတော့2လကြာရင်အခြေအနေပြန်ကြည့်မယ်လိုအပ်ရင်တတိယအကြိမ် booster ထပ်ထိုးမယ်အဲ့တော့ဒါကိုခံရကြတဲ့သူတွေအတွက်ပေါ့နောက်တစ်ပိုင်းကကိုခံရမကြတဲ့သူတွေအဲ့တော့ကိုခံရမကြတဲ့သူတွေမှာဆိုကျွန်တော်အသက်အရွယ်နဲ့ကြည့်မယ်အဲ့တော့ကိုခံရမကြတဲ့သူတွေမှာတဲ့အသက်65နှစ်နဲ့အထက်ဆိုရင် booster dose ကို နှစ်ကြိမ်ထိုးမယ်အဲ့တော့ဒီ2024 2025 update version ကိုလောလောဆယ်မထိုးရသေးဘူးဆိုရင်ပထမတစ်ကြိမ်ထိုးမယ်ထိုးပြီးတော့6လချပြီးတော့ဒုတိယကြိမ်ထိုးမယ်အဲ့တော့နှစ်ကြိမ်ဆိုရင်လုံလောက်တယ်အဲ့တော့အကယ်၍ကိုကဒုတိယကြိမ်ကို6လချပြီးတော့မထိုးခြင်းကိုမြန်မြန်လေးထိုးခြင်းလဲဆိုရင်တော့အနည်းဆုံး2လချပြီးတော့ထိုးလို့ရတယ်ဒါကတော့ကျွန်တော်ကိုခံအားမကြတဲ့သူတွေမှာ65နှစ်နဲ့အထက်ပေါ့အဲ့တော့65နှစ်ကစပြီးတော့65နှစ်အထက်ပေါ့နောက်တစ်ခုကကျွန်တော်6လကနေ64နှစ်အထိ နော်အသက်6လကနေ64နှစ်အထိအသက်အပိုင်းခြားမှာကိုခံအားမကျတဲ့သူတွေကတော့ကျွန်တော်တို့တစ်ကြိမ်ထိုးဝင်ရပြီ။အဲ့တော့2024 2025 update version ကိုကျွန်တော်တစ်ကြိမ်ထိုးဝင်ရပြီပေါ့။အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကဒီကိုဗစ်ကောက်ွယ်ဆေး booster ကိုလက်တလုံးမှာဘယ်နှကြိမ်ထိုးရမလဲဘယ်လောက်ခြားပြီးတော့ထိုးရမလဲဆိုတာကိုကျွန်တော်အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်အရင်ဆုံးနှစ်ပိုင်းခွဲမယ်ကိုခံအားကျတဲ့သူလားကိုခံအားမကျတဲ့သူလားကိုခံအားကျတဲ့သူဆိုရင်နှစ်ကြိမ်ထိုးမယ် အနည်းဆုံး2ကြိမ်ထိုးမယ်အဲ့တော့2ကြိမ်ထိုးပြီးတော့အဲတတိယကြိမ်လိုအပ်တယ်ဆိုရင်2လချားပြီးတော့တတိယကြိမ်ထပ်ထပ်ထိုးမယ်။နောက်ကိုခံအားမကြတဲ့သူတွေမှာဆိုရင်အသက်ကိုအသက်ရွယ်နဲ့ကြည့်မယ်။65နှစ်နဲ့အထက်ဆိုရင်2ကြိမ်ထိုးမယ်6လချားပြီးတော့အဲဒီ6လမချားခြင်းကိုအနည်းဆုံး2လချားလို့လည်းရတယ်။အဲအသက်6လကနေ64နှစ်အထိဆိုရင်တော့ကျွန်တော်2ကြိမ်ထိုးရင်လုံလောက်တယ်။အဲ့တော့ဒါကတော့ဒီလက်တလောမှာ XEC ဖြစ်နေတဲ့အချိန်မှာဒီကိုဗစ်မျိုးစိတ်တွေ XEC ဖြစ်နေတဲ့အချိန်မှာကိုဗစ်ကာကွယ်ဆေးဘူစာကို ျွန်တော်တို့ဘယ်နှကြိမ်ထိုးရမလဲဘလူတွေထိုးရမလဲဆိုတာကိုကျွန်တော်တို့ဒီ CDC ကထုတ်ပြန်ထားတဲ့ guideline အရာပြောပြတာဖြစ်ပါတယ်။နောက်ဒုတိယမေးခွန်းက letter law covid ကူးစက်ခံထားရတယ်ဆိုရင်ရောကာကွယ်ဆေးထိုးလို့ရလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။အဲ့တော့ letter law ကူးစက်ခံထားရတယ်ဆိုရင်လည်းကာကွယ်ဆေးကထိုးလို့ရတယ်။ဒါပေမဲ့ချက်ချင်းတော့ထိုးလို့မရအောင်ကျွန်တော်အချိန်ခဏတော့စောင့်ရတယ်။အဲ့တော့အနည်းဆုံးကျွန်တော်တို့က10ရက်လောက်တော့စောင့်ရတယ်။အဲ့တော့ဘာကြောင့်လဲလို့ဆိုတော့ဒီ covid letter law ဖြစ်ပြီးတော့ covid ရဲ့ရောဂါလက္ခဏာတွေ ကြောက်ကင်းသွားတဲ့အထိကျွန်တော်စောင့်မယ်ကြောက်ကင်းသွားပြီဆိုရင်ထိုးလို့ရတယ်အဲ့တော့အနည်းဆုံး၁၀ရက်လောက်တော့ကျွန်တော်စောင့်ရတယ်အဲ့တော့ဟိုမှာကကိုဗစ်ဖြစ်ထားပြီးတော့ဖျားမယ်နှာစီးချောင်းစိုးလေချောင်းတာခန္ဓာကိုယ်နာကျင်ကြိုက်ခဲတာတွေပေါ့နော်ဒါတွေပျောက်သွားပျောက်သွားပြီဆိုရင်ကျွန်တော်ထိုးလို့ရပြီအဲ့တော့ရေဘူးရအပြင်တော့၁၀ရက်လောက်ထိကျွန်တော်စောင့်ရတယ်ယောဂဖြစ်ပြီ၁၀ရက်လောက်ထိစောင့်ရတယ်ပြီးရင်ထိုးလို့ရတယ်အဲ့တော့အကလေးကိုက၁၀ရက် ဆယ်ရက်ကအရန်ကတ်နေတယ်ယောဂဖြစ်တာနဲ့နီးကတ်နေတယ်လို့ထင်တယ်မထိုးကျင်သေးဘူးဆိုရင်တော့ကျွန်တော်3လလောက်ထိနောက်ဆုတ်ပြီးတော့ထိုးလို့ရတယ်အဲ့တော့ကိုဗစ်ဖြစ်ပြီးတော့3လကြာမှထိုးမယ်ဆိုရင်လည်းရပါတယ်အဲ့တော့လက်တလောကိုဗစ်ကူးစက်ခံထားရတယ်ဆိုရင်လည်းယောဂပျောက်သွားပြီဆိုရင်ဒီ booster dose ကိုကျွန်တော်ထိုးလို့ရပါတယ်နောက်နံပါတ်3မိကုံးကဒီကိုဗစ်ကောက်ွယ်ဆေးတွေထိုးလို့ရှိရင်ဘယ်လိုမျိုးဘေးရွက်ဆိုးကျိုးတွေရနိုင်လဲဆိုရဲမိကုံးဖြစ်ပါတယ်အဲ့တော့ဘေးရွက်ဆိုးကျိုးထဲမှာကျွန်တော်ကအတွေ့ရအများဆုံးဘေးရွက်ဆိုးကျိုးကဒီကောက်ွယ်ဆေးထိုးထားတဲ့နေရာပေါ့နော်ဒီလက်မောင်းမှာထိုးရဲဆိုရင်အဲ့ဒီလက်မောင်းနေရာမှာ ကျွန်တော်နည်းနည်းလေးရောင်တာ reaction ဖြစ်တာပေါ့အဲ့တော့ injection site reaction လို့ခေါ်တယ်အဲ့တော့ကာကွယ်ဆေးထိုးလိုက်တဲ့နေရာမှာကျွန်တော်နည်းနည်းလေးရောင်တာတို့နီးရဲတာတို့ဒါမျိုးဖြစ်တတ်တယ်အဲ့တော့ဒီလိုမျိုးဖြစ်တာတော့တွေ့ရတတ်တယ်အဲ့တော့ဒီလိုမျိုးဖြစ်တဲ့ဆိုရင်လည်းပဲအရင်တော့စိုးရင်းစရာမရှိဘူးအဲ့တော့ဒီလိုမျိုးနီးလာတယ်ရောင်လာတယ်နားလာတယ်ဆိုရင်ကျွန်တော်လက်တော်ရေခဲကတ်ပေးလို့ရတယ်အကယ်၍ရေခဲကတ်တာနဲ့မတက်တာလို့ဆိုရင်တော့စီကံပြကြည့်ဖို့လိုတာပေါ့အကယ်၍ဒီဒီနေရာမှာအဲနီးတယ်နားတယ် ရောင်နဲ့နောက်ပူလောလောကြီးပူတယ်အဲဒီလိုမျိုးလက္ခဏာတွေခံစားရရဲဆိုရင်တော့ဒါရောင်ရမ်းတဲ့လက္ခဏာရှိတဲ့အတွက်လိုအပ်လို့ရှိရင်ပိုးသက်ဆေးတွေပါတယ်ပါတယ်လဲတောက်ရနိုင်တယ်အဲ့တော့ဒါကတော့ပိုးသက်ဆေးတောက်ဖို့ကတော့ဆရာအောင်ညွှန်ကြားရင်ညွှန်ကြားမှပဲကျွန်တော်တောက်ဖို့လိုတာဖြစ်ပါတယ်အဲ့တော့ပြန်ပြောရမယ်ဆိုရင်ကိုဗစ်ကဝင်စေးထိုးပြီးတော့ဒီဆေးထိုးလိုက်တဲ့နေရာမှာလက်မောင်းမှာကျွန်တော်တို့နီးရဲနားရဲရောင်လာရဲပူလာရဲเนาะပူရဲဆိုတာတခြားအရေပြားရဲ့ခန္ဓာကိုယ်ရဲ့တခြားအရေပြားနဲ့ရှင်ပြီးတော့အဲဆန်းကြည့်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ပုံမှန်အရေပြားအပူချိန်ထက်ဒီဆေးထိုးထားတဲ့နေရာမှာပို့ပြီးတော့ပူနေရဲပေါ့အဲဒီလိုလက္ခဏာတွေရှိရဆိုရင်ဒါဒီဘက်တီးရီးယားပိုးဝင်တာဖြစ်နိုင်တယ်ဒီလိုခြေနေမျိုးဆိုရင်လိုအပ်ရင်ပိုးသက်စေတာဝါတက်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး injection site reaction လို့ခေါ်တဲ့ဆေးထိုးတဲ့နေရာမှာရောင်နာရမ်းတာတော့ဖြစ်တတ်တယ်အဲ့တော့နောက်ထပ်ဆိုးရိုးတွေကဘာတွေရှိလဲဆိုတော့ခေါင်းကြိုက်တာဒီကြွက်သားတွေနာကျင်ကြိုက်ခဲတာနောက်ဖျားတာချမ်းတုံတာနုံးတာပေါ့နော်ဒါမျိုးတွေကျွန်တော်ဖြစ်တတ်တယ်အဲ့တော့ဒီလိုလက္ခဏာတွေကတော့ဒီကျွန်တော်တို့ဆေးထိုးပြီးတော့ရဲအနှဲငယ်တွင်မှာပဲသူက ပျောက်သွားလေးရှိပါတယ်။အဲ့တော့ဒီ beta sojo တွေကိုကြောက်လို့ဆိုပြီးတော့စိတ်မထိုးပဲတော့နေကြမလို့ပါဘူး။အဲ့တော့စိတ်ချလက်ချထိုးလို့ရပါတယ်။အဲ့တော့တခုနောက်ဆုံးဖြစ်လာခဲ့လို့ရှိရင်တတိထားလို့ရအောင်လို့သာပြောပြခြင်းဖြစ်ပါတယ်။နောက်နံပါတ်၄မိကုန်းကဒီ booster dose ထိုးဖို့အတွက် လိုလားမလိုလားသိရအောင်ဒီသွေးစစ်ပြီးတော့ကြည့်လို့ဒီသွေးစစ်ပြီးတော့သိနိုင်လားဆိုတော့မိကုန်းဖြစ်ပါတယ်။အဲ့တော့သွေးစစ်တယ်ဆိုတာ antibody စစ်တာပေါ့။အဲ့တော့အရင်ကဒီ covid ကောက်ဝဲစီထိုးခဲ့တယ် covid လည်းဖြစ်ထားဘူးတယ်။ ော့ဒီလိုဖြစ်ထားမှုတဲ့အခြေအနေမျိုးမှာခန္ဓာကိုယ်ထဲမှာကိုဗစ်ရဲ့ကိုခံအားတွေ antibody တွေကရှိနေတယ်အဲ့တော့ဒီ antibody တွေပမာဏဘယ်လောက်များလဲဆိုတာကိုတွေးစစ်ကြည့်ပြီးတော့ booster dose ထိုးဖို့လိုလားမလိုလားဆိုတာကိုဆုံးဖြတ်လို့ရလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်အော်တကယ်တကယ်တမ်းကတော့ဒီ antibody ပမာဏကိုတွေးစစ်ကြည့်ပြီးတော့ဒီ booster dose ထိုးဖို့လိုလားမလိုလားဆိုတာကိုဒီဆုံးဖြတ်ဖို့အတွက်လက်တလုံးမှာမဖြစ်နိုင်သေးဘူးအဲ့တော့ဘာကြောင့်လဲလို့ဆိုတော့ဒီလိုမျိုး antibody ကိုကြည့်ပြီးတော့ ကိုခံအားဒီကိုခံအားပမာဏကိုကြည့်ပြီးတော့ဒီကာကွယ်ဆေးဘူစတာထိုးဖို့လိုလားမလိုလားဆိုတာကိုဆုံးဖြတ်ဖို့အတွက်ဒီလုံလောက်တဲ့သုတေသနတွေမရှိသေးတဲ့အတွက်ဒီလိုနီးလန်းနေတော့ကျွန်တော်မကြည့်သင့်ပါဘူး။အပေါ်မှာကျွန်တော်ပြောခဲ့သလိုပဲဒီကိုခံအားကြားတဲ့သူလားကိုခံအားမကြားတဲ့သူလားအဲဒီလိုမျိုးနီးလန်းကိုပဲကြည့်ပြီးတော့ကျွန်တော်ကာကွယ်ဆေးထိုးသင့်မထိုးသင့်ကိုဆုံးဖြတ်သင့်ပါတယ်။အဲ့တော့သွေးစစ်ပြီးတော့ antibody ပမာဏကိုကြည့်ပြီးတော့ကျွန်တော်ဒရော့ဆက်မှာဆုံးဖြတ်လို့အတွက်မရသေးဘူးပေါ့။အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီလူတစ်ယောက်နဲ့တစ်ယောက် ဒီ reset တွေအဖြေတွေဒါတို့ကတခွဲကန်းတစ်ခုနဲ့တစ်ခုအဖြေတွေဒါတို့ကဒီလက်ရှိရှိနေတဲ့ antibody ကဒီမျိုးစိတ်အတစ်ကိုဟိုနိုင်မလားမနိုင်မနိုင်ဘူးလားဘယ်လောက်အထိဟိုကောက်ွယ်နိုင်မလဲဘယ်လောက်အထိတိုက်ထုတ်နိုင်မလဲဆိုတော့ဒီအခြေအနေတွေကကျွန်တော်တို့ကတိတိကျကျမပြောနိုင်သေးတဲ့အတွက်သူတေသနာတွေမလုံလောက်သေးတဲ့အတွက် antibody ပမာဏကိုကြည့်ပြီးတော့ကာကွယ်ဆေး booster ထုတ်ဖို့လိုလားမလိုလားဆိုတာကိုတော့လက်တလုံးမှာဆုံးဖြတ်လို့မရသေးပါဘူး ။နံပါတ်5မိကုံကတော့ဒီလက်တလောမှာကိုဝင်ဆောင်ထားတဲ့ကိုဝင်ဆောင်မိခင်တွေ၊နောက်노တိုက်မိခင်တွေ၊နောက်ကိုဝင်ယူဖို့အတွက်ခလေးယူဖို့အတွက်စူးစမ်းနေတဲ့သူတွေရောကိုဗစ်ကောက်ွယ်ဆေး booster dose ကိုထိုးလို့ရလားဆိုတဲ့မိကုံဖြစ်ပါတယ်။အဲ့တော့အဖြေကတော့ထိုးလို့ရပါတယ်။အဲ့တော့ကိုဝင်ဆောင်ချိန်မှာကိုဗစ်ကောက်ွယ်ဆေးထိုးခြင်းကကျွန်တော်တို့ဆေးဖြစ်တဲ့အန္တရာယ်ကင်းတဲ့နောက်ထိရောက်မှုလည်းရှိပါတယ်။အဲ့တော့မိခင်ကကိုဗစ်ကောက်ွယ်ဆေးထိုးထားရဆိုရင်ဒီကိုဒီကောက်ွယ်ဆေးကြောင့်ရလာမဲ့ကိုခံရကကလေးရှိကိုပါရောက်သွားတယ်အဲ့တော့မိခင်ရောက်ကလေးရောက်အတွက်အကျိုးရှိပါတယ် တော့ notify မိခင်နေတယ်ထိုးလို့ရတယ်ကိုဝင်ယူဖို့အတွက်စ조사နေတဲ့သူတွေလည်းထိုးလို့ရပါတယ်အဲ့တော့လေးလာမှုတွေအရာပေါ့နော်လေးလာမှုများစွာလှုပ်ထားတဲ့လှုပ်ထားတဲ့အထက်မှာဒီကလေးရှူဖို့အတွက်စ조사နေတဲ့သူတွေပေါ့အဲ့တော့လောလောဆယ်တော့ကိုဝင်မရှိသေးဘူးဒါပေမဲ့ကလေးရှူဖို့စ조사နေတဲ့သူတွေမှာကောက်ွယ်စေးထိုးတဲ့သူ ਨੇ ဒီကလေးမယူခင်လက်တလုံးမှာတော့ကလေးရှူဖို့စ조사နေတယ်အဲ့တော့ကလေးရှုပ်ဖို့စ조사နေတဲ့သူတွေရဲ့ဂျာထဲမှာကာကွယ်ဆေးကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူနဲ့ကာကွယ်ဆေးမထိုးတဲ့သူနဲ့ရှင်ကြည့်တဲ့အခါမှာ ဒီကလေးရလာတဲ့နှုံပေါ့နော် pregnancy risk ကအတူတူပဲအဲ့တော့ဟိုကောက်ွယ်ဆေးထိုးလို့ဆိုပြီးတော့ဒီကလေးမရတော့တာမျိုးမဖြစ်ပါဘူးအဲ့တော့လေးလာမှုအများကြီးလောက်ထားတဲ့အထက်မှာကောက်ွယ်ဆေးထိုးတဲ့သူရောမထိုးတဲ့သူရောကျွန်တော်တို့ကလေးရတဲ့နှုံကတော့အတူတူပါပဲဒါကြောင့်မလို့ကိုဝင်ဆောင်နဲ့ထိုးလို့ရတယ်ဒီ note making လည်းထိုးလို့ရတယ်နောက်ကလေးယူဖို့ကြိုးစားနေတဲ့သူတွေလည်းထိုးလို့ရပါတယ်အဲ့တော့နောက်ဆုံးနံပါတ်6မိကုံကတော့ဒီလေးမျိုးဆက်ရာသီတုပ်ကွေးကောက်ွယ်ဈေးကကိုဗစ်ကိုကောက်ွယ်နိုင်လား ။နောက်ကိုဗစ်ကောက်ွယ်ဈေးကရောလက်တလောဖြစ်နေတဲ့ယာတိတုပ်ကွေးကိုကောက်ွယ်နိုင်လားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။အဲ့တော့အဖြေကတော့မကောက်ွယ်နိုင်ပါဘူး။အဲ့တော့ကိုဗစ်ကောက်ွယ်ဈေးကကိုဗစ်ကိုပဲကောက်ွယ်နိုင်တာဖြစ်ပြီးတော့ယာတိတုပ်ကွေးကိုမကောက်ွယ်နိုင်ပါဘူး။အဲ့ဒီလိုပဲလက်တလောမှာထိုးထားကြတဲ့၄မျိုးဆက်တို့၃မျိုးဆက်တို့ယာတိတုပ်ကွေးကောက်ွယ်ဈေးတွေကလည်းကိုဗစ်ရောဂါကိုမကောက်ွယ်နိုင်ပါဘူး။အဲ့တော့ယာတိတုပ်ကွေးကောက်ွယ်ဈေးလည်းကျွန်တော်တို့ထိုးဖို့လိုတယ်။ကိုဗစ်ကောက်ွယ်ဈေးလည်းထိုးဖို့လိုပါတယ်။ ော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဲ့တော့ဒီဗီဒီယိုကမေးဆွေရတဲ့အကျိုးရှိရဆိုရင်အခြားလူတွေသိအောင်မျှဝေပေးပါအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အလုံးကျေးဇူးတင်ပါတယ်သွေးတို့ယောဂရှိရသူတွေအတွက်နှစ်ပတ်ကနေတစ်လအတွင်းမှာသွေးပေါင်းချိန်အမှတ်တွေတိတိတတ်တာကောင်းလာစေမယ့်ကုထုံးတစ်ခုနဲ့မဲဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ dash diet လို့ခေါ်တဲ့အစားအသောက်ကုထုံးဖြစ်ပါတယ် Death Diet ဆိုတာကတော့မဲဆွေလိုနေ့စဉ်စားသုံးနေတဲ့မနက်စာ၊နေ့လယ်စာ၊ညစာစတဲ့အစားအစာတွေကိုသွေးပေါင်ကျစေမယ့်ပုံစံဖြစ်အောင်ပြောင်းလဲပြီးတော့စားသောက်ပေးရုံပါပဲ။နိုင်ငံတကာမှာလည်း Death Diet နဲ့ပတ်သက်ပြီးတော့သုတေသနများစွာပြုလုပ်ထားတာရှိပြီးတော့သွေးတိုးယောဂအတွက်တကယ်ထိရောက်မှုရှိရဖို့လည်းတွေးရပါတယ်။ test diet ကိုအချိန်တို့အတွင်းမှာလွယ်ကူလျင်မြန်စွာမှီဝဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုယ်တိုင်နားလည်ရလွယ်ကူအောင်သင်ကြားပေးထားတဲ့ dash diet online class ရှိပါတယ်။ တင်နှန်းပါဆိုရင် desk diet အပြင်တွေးတူယောဂတွေးကြစေတဲ့နဲ့ပတ်သက်ပြီးတော့တင်နှန်းသားတွေမေးမြန်းလို့ရအောင် Messenger group Telegram group လည်းပြုလုပ်ပေးထားပါတယ်။တင်နှန်းအကြောင်းအသေးစိတ်ကို Home Care Courses by Dr. Aung ဆိုတဲ့ Facebook page မှာတွားရောက်စုံစမ်းပြီးတော့ဇင်းနှုတ်ချိုတာဆိုတာတင်နှန်းအနှံ့နိုင်ပါတယ်။ comment မှာလည်း link ချပေးထားပါမယ်။